ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မေတီတာ channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောပြတင်ဆက်ပေးမယ်ဇလန်လေးကတော့ရွေးချယ်ခွင့်ရဲ့အခြားတစ်ဖက်လုံးမရတဲ့ဇလန်လေးတပုတ်ကို ပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာသူတို့ကခုမှယူထားတာအဲ့ဒီနေ့ကတငယ်ချင်းဖြစ်သူက သူတို့ဇုံတွေလေးတွေနဲ့မိတ်ဆက်ပေးပါတယ်သူကတခြားတလေကြရင် တငယ်ချင်းစီရလှိုင်းသားရမျိုးနယ်တဲကနေရလေးကိုသွားနေကြရွှေလင်မန်းချောင်းနီမှာရှိတဲ့အရက်ဒေတာမှာဒုက္ခတခါတလီကြရင်စာရေးဖြစ်တယ်အဲ့ဒီရက်ကလည်းတငယ်ချင်းစီရနေရကို စာရေးဖို့သွားနေရင်တငယ်ချင်းထိုင်လာလေတဲ့ဇုံတွေနဲ့သူ့ကိုမိတ်ဆက်ပေးပါတယ်အချိန်ကာလအပြင်2014ရဲ့မတ်လတိတိပပဆိုရရင်တက္ကတော်ဝင်စာမေးပွဲများဖြည့်ဆို့နေတဲ့အချိန် စာမွေးပွဲဖြစ်မင်းနေယောက်ျားနောက်လိုက်ပြီးခဲ့တာဆိုပြီးတော့ကောင်းကလေးကပြောတော့ကောင်းမလေးရဲ့မျက်နှာကို အသေးချာကြည့်ပြီးသူမိပါတွေကတော့စိတ်ပူနေမှာပဲမစီမဆိုင်မဲ့ဒုက္ခတွေးမိပါတယ်အသက်16နှစ်အရွယ်မိကလေးရဲ့အသက်20အရွယ်ကောင်းလေးကတငယ်ချင်းဖြစ်သူကြီးနဲ့စကားပြောလို့ဒါပေမဲ့သူတခုတတိထားမိတယ်ကောင်းမလေးကပို့ပြီးစကားနဲ့ကမျက်လွာလေးကိုချထားကား ဆယ်တန်းကျောင်းတရင်ယောက်ျားယုတ်တိရဲ့ယူတာဆိုတော့ဒဇင်းယောက်ျားလေးတည်းရဲ့နောက်ပြောင်မှုကိုရှက်နေတာဖြစ်မေမာယွန်းစာသူတွေးမိပါတယ်ဘာကြောင့်သူအတွေးမှားလဲဆိုတာသူပြန်ပြီးတော့သိလိုက်ရတယ်လိုင်သာယာမြို့နယ်ရွှေလင်းမန်းချောင်းနီးမှာရှိတဲ့လူနေမှုစနစ်ဆိုတာရွှေပြောင်းအလုံသမားတွေထူထွက်စွာနေကြတဲ့ပဝင်းကျင်မှာအများအားဖြင့်2008ခုနှစ်မေလမှာဖြစ်ပေါ်ခဲ့တဲ့နာခင်းမုံတိုင်းကြောင့် မြေဝကျောမှာပြောင်းရွှေ့သူများအခြားဒေသမှာပြောင်းရွှေ့လာသူများကြောင့်ရေကုံတိုင်းမြို့နယ်အတွင်းမှာလူဦးရေအသေးအသေးဆုံးဖြစ်နေရာပေ90 60အခွက်ပေါ်မှာအိမ်တော်စုဆယ်စုပြဲမြလူဦးရေ30ခန့်နေထိုင်ရပါတယ်စင်ရည်နွမ်းပါပြီးပညာရေးနှိမ့်ကြတော်ချင်းနေအသက်14နှစ်ကျော်ကျော်ရွယ်နဲ့အိမ်တော်တဲ့ဘွားကိုဖန်တီးပြီးအလွယ်တကူအိမ်တော်ရေးပြန်ခွဲတဲ့ဖြစ်ရည်များနဲ့ ကြုံတွေ့ရတဲ့ပေါ်ဟာကော်ရှူတဲ့ကလေးများတိတ်တဲမှု စကားများရန်ဖြင့်ဆဲဆိုမိုးယူကတားနေမိမောင်နေမိမကြားဝင်သောစကားအလုံးများကို အလွယ်တကူပြောဆိုသူဘာကအကြောင်းများခပြီးတော့အတန်းကားတော့အမြန်းအဖြစ်လေးတန်းသာ အမြင်ဆုံးမျောလင့်နိုင်တဲ့ကလေးများတနေ့လှစာတရက်တာ စားဝတ်နေရည်ဖြစ်ခြင်းမို့ပြင်းပြင်းထန်ထန်ကြိုးစားနေရသောစိုးဝါမှုများ ကျူးမိသားစုများ အစအစရရမပြေလည်မှုများစာတော်စာတော်အကြောင်းတရားတွေအောက်မှာလှိုင်းသားရမျိုးနယ်ကမိသားစုအများစုရဲ့ဘဝတွေကြားမှာသူတို့စုံတွေကနှစ်ယောက်တဘဝပေါ်အဲ့ဒီလိုလူကထင်ခဲ့တယ်သူပါတော့လေသူ့နာမည်ကကျော်တီဟာတဲ့မနီးကတွေ့တဲ့ကောင်မလေးနာမည်ကတော့ငါမသိဘူးကျော်တီဟာကကားဆက်ပြာလုပ်တယ်လှိုင်းသားရမြောက်ဥက္ကလာပြေးဆွဲတဲ့ကားနောက်လိုက်တယ်သူမင်းမဆက်ယုံစင်းနေ ဖာသူအံ့ဩသွားတယ်မနီးကပြောတော့အဲ့ဒါကဒုတိယမိမယူထားတာ၅ရက်ပဲရှိသေးတယ်သူလက်ရှိမိမကလှိုင်းသားရမှာပဲဇာတိကအေယဝတီ မြေကျွန်းပေါ်ကဆိုလက်ရှိမိမရှိလျက်နဲ့နောက်မိမယူတာကို သူ့ကောင်မလေးကမသိဘူးလားမသိဘူးကွာကောင်မလေးကလည်းမြောက်ဥကလာက စင်းရဲတယ်เจ้าကိုလိုင်းကားစီးသွားရင်ဒီကောင်းနေဖြစ်တာစေတန်းเจ้าသူကအိမ်အောင်တဲ့ကြော်ဒီဟာနဲ့ရည်စားပြတော့ ီကောင်းကိုဆွဲလန်းသွားတယ်။သူတို့နှစ်ယောက်ကကျူးလွန်မှုတွေကများတော့ယူလိုက်ကြတာပေါ့။ကောင်းမလေးမိဘတွေကသိလား။မသိဘူး။မင်္ဂလာမဆောင်ဘူးလား။ဒီဒီသားကပစိုးတန်းတင်အကျဉ်လင်မယားဖြစ်သွားတဲ့ဇလန်းတွေကအများကြီးပဲကွာ။တချို့ဇလန်းတွေဆိုရင် ကော်ဖီနဲ့ပေါင်ပေါင်းနဲ့လင်မယားရောင်မြောက်သွားတာပဲ။အခုရောဘယ်မှနေလဲ။လက်ရှိကောင်းမလေးနဲ့အင်္ဂါပြီတော့နေတယ်။ တလတထောင်ခွဲပေးရတယ်။သူ့ရဲ့မိအားကြီးကသူ့အုပ်မိအိမ်မှာနေတယ်။ဒီနေ့ကိုတထောင်ပေးတယ်။တထောင်ဆိုတာမြန်မာငွေကြက်ကိုပြောတာ။တငယ်ချင်းဖြစ်သူပြောပြတဲ့စကားတွေက သူ့အတွက်ထူးဆန်းနေပါတယ်။ကားစပယာတယောက်ကဒီနေ့ပြင်းမြဝင်ငွေ9တောင်မိမနှစ်ယောက်ယူထားတာကို သူကစိတ်မဝင်မစား။တီရှိနေပြီသားအိမ်အောင်ရေးကိုအလွယ်တကူဖောက်ပြန်တဲ့ကြော်တီဟာကိုနာကျင်မှုပေးပြီးစွာ မကွာရှင်းမဲသဘောထားကြီးစွာနေပြီးတဲ့သူ့ရဲ့မယားကြီးရဲ့စိတ်ကိုအံ့ဩမိသွားပါတယ်။ဒီနေ့ကတငယ်ချင်းဖြစ်သူက သူ့ကိုကောင်းမလေးတယောက်နဲ့မိတ်ဆက်ပေးတယ်။အသက်20ကျော်ကောင်းမလေးတယောက်။ဒါကျော်ဒီဟာရဲ့မယားကြီး။ဆိုပြီးတော့ပြောလိုက်တဲ့အခါမှာသူ့ကိုလန့်ကြည့်နေတဲ့မျက်ဝန်းထဲမှာရှက်တာယွန့်တာအားငယ်တာစသောတစ္ဆာဖောက်ခံရသူတယောက်ရဲ့အရေးအယောင်တွေလုံးဝမရှိပဲ ပဂတိငြိမ်သက်မှုကိုတွေ့လဲရပါတယ်။မင်းသိကျင်တာရှိရင်မေးဆိုပြီးတော့တန်ငယ်ချင်းကပြောတော့သူအားညီမလေးသူ့ကိုဘာကြောင့်မကွာရှင်းတာလဲ။သိကျင်တာကိုမေးလိုက်ပါတယ်။တမီးကမြေဝကျုံးပေါ်ကနေလာတာနာခေမဖြစ်ခင်ကတော့ရောမမိပါတွေနဲ့ကြုံညာကြပန်းလှုပ်စားတယ်။အစီအပြေကြီးမဟုတ်တော့မှကူးမိပါတွေနဲ့ဆိုတော့စားဝတ်နေရေးကိုမပူပင်ရဘူး။ ကန်ဆိုးကျင်တော့နာခင်းမုံတိုင်းမှာသမီးအဖေနဲ့အမေကပါသွားတယ်။အဲ့ဒီနေ့ကသမီးကတငယ်ချင်းတွေနဲ့ရန်ကုန်လာလေလို့အသက်ပြီးလွတ်ခဲ့တာ။နာခေပြီးတော့မိသားစုတွေကလည်းတည်အိမ်ကလည်းမရှိတော့ဘူးဆိုတော့ရွာကတငယ်ချင်းတွေနဲ့ရန်ကုန်မှနေမယ်ဆိုပြီးစုံဖြက်ပြီးတော့အိမ်ငားနဲ့ဆက်ယုံစင်းနေ။အဲ့ဒီမှာကြော်တီဟာနဲ့တွေ့တာပေါ့။ဟုတ်ပါတယ်။ဆက်ပြောပါအောင်။ တကောင်ကျဘွားဆိုတော့အားကိုးရအောင်လို့သူနဲ့ကြိုင်းမိတာနဲ့သူ့နောက်လက်ခဲ့ပါတယ်။သူမိဘအိမ်မှာနေခဲ့တယ်။အစားကသူတို့အိမ်ကို20 60อไผ่ทีนาน้อมมาตีย่าราคะเมจี้ง้าပြီးတော့နေတာပါอยู่ได้ที่ตูก็ก้องๆมมๆลุกจ้วยပါดิอะคูตูน้อมมี้มาแท้อยู่น้อมมี้มาคู่ละเดซอราโกตีเดนี่กะอะยังใส่ญิ่ญะပါดิโจตีก็มีบาดิเนเลตะมี้กะอะสินปีออนนี่တော့ ူတို့ရဲ့တမီးလိုဖြစ်နေပြီးနေစရာချားအိမ်ကလည်းမရှိဘူးကျော်တီဟာခါကွာရှင်းဖို့ပြောပေမဲ့တမီးကကွာရှင်းမပေးဘူးဘာကြောင့်လဲဆိုတော့တမီးနဲ့ကျော်တီဟာခါတရားဝင်လက်ထပ်ထားတာမဟုတ်တဲ့အတွက်တရားဝင်ကွာရှင်းစရာမှမလိုတာဘလုံးညီမလေးပြောတဲ့စကားကိုနားမလည်ဘူးကျော်တီဟာနဲ့တမီးလက်ထပ်တော့စာချုပ်တွေနဲ့လူကြီးတွေရှေ့မှာလက်မှတ်ရေးထိုးတာမှမဟုတ်တာ ကော်ဖီနဲ့မုန်းနဲ့ဝဲပြီးအိမ်နီးနားချင်းတွေကိုကြွေးပြီးတော့သူ့မိဘအိမ်ကိုတက်နေပြီးနှစ်ဦးသဘောတူအိမ်အောင်တဲ့ဘဝရောက်ခဲ့တာကိုဒါခုဘယ်လူကြီးကလက်မှတ်ထိုးကြွားရှင်းရမလဲဟုတ်လားနောက်ပြီးတော့သမီးမနေစရာမှမရှိတော့သူ့အိမ်မှာပဲနေလိုက်တယ်သူကားတော့အိမ်ငှားပြီးတော့နေတယ်သူကားနောက်လိုက်တဲ့နေ့ဆိုရင်သူ့အမေကတဆင့်တထောင်ပေးပါတယ်အဒီငွေကိုသမီးကသူ့အမေကိုပြန်ပေးတယ်လေ ကုသုံးဖို့ကတော့စိတ်ယုံလာစားနဲ့ပေါ့ဒီလိုဘဝမျိုးရှိနေပါလားလို့သူကတွေးမိပါတယ်ပြန်တော့မယ်ဆိုပြီးတော့သူကပြောပြီးထသွားပါတယ်သူ့စိတ်ထဲမှာအတွေ့တစ်ခုကကြံနေခဲ့ပါတယ်တစ္ဆာမဲတဲ့အိမ်အောင်ကြီးကိုအလွယ်တကူဖောက်ပြန်တတ်တဲ့ယောက်ျားတစ်ယောက်ရဲ့လှုပ်ရွက်ကိုမသက်သာလို့သာလက်ပိုက်ပြီးတော့ကြည့်နေရတယ်သူမလို့မိကလေးတွေဘလောက်တောင်ရှိနေမလဲဟုတ်ခဲ့ပါခင်ဗျာ နောက်တစ်ပုတ်အနေနဲ့ဆက်လက်တင်ဆက်ပေးမယ်ဇလန်းလေးကတော့အလင်ကားလို့မိရတဲ့အိမ်အောင်ရေးဇလန်းကောင်းလေးတစ်ပုတ်ကို ပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမွေဟာဖားကုံမျိုးပြီးမိမိရဲ့ဝမ်းရည်ကိုဖြည့်ရှင်းတတ်တယ်ဆိုတာအားလုံးလက်ခံထားတဲ့အချက်ပါဒါပေမဲ့တခါတလေကြာရင် ဖောက်ပြန်တတ်တဲ့ယာတီဥထုတွေလိုဘာလဲမွေကုံမျိုးတတ်ပါတယ်ဒီထဲထူကြတာက ွေတကိုမျိုးလေးရှိတဲ့ဖားတွေရှိမှတမင်တက်တက်သွားမျိုးခန်းတဲ့မျိုးတွေကလည်းရှိတယ်ဆိုတာပါပဲနင်းနင်းများရှုပ်သွားမလားမသိဘူးရှင်းပြပါရစီ သူရဲ့နာမည်ကသိန်းဝင် သူဇနီးနာမည်ကအုံမာသူတို့မှာတူးတဲ့သောတားလေးတယောက်ကရှိပါတယ်သိန်းဝင်းကကုမ္ပဏီတစ်ခုရဲ့ဝန်ထမ်းလာစာကနှစ်သိန်းနီးပါးရပါတယ်စကားနှဲတယ်အနေရိုးတယ်သူဇနီးနဲ့သူသားကိုအယံကိုချစ်ကြပါတယ် ဒီတော့သူတို့မိသားစုဟာအေဂျင့်တည်ငြိမ်ပြီးပျော်စရာကောင်းတဲ့မိသားစုတစ်ခုလို့သတ်မှတ်လို့ရတာပေါ့အေးတခုတော့ရှိတယ်တခါတလေကြရင်သိဝင်ဘီယာတော့တောက်လေရှိပါတယ်အမြဲတော့မဟုတ်ပါဘူးအပေါင်းအသင်းတွေရှိတယ်ဆိုတော့မိမဖြစ်သူကအဲ့ဒီကိစ္စကို အပြည့်ဟုမမြင်ပါဘူးဘီယာတောက်တာမှမဟုတ်ဘူးမိမကိစ္စတွေမှာလဲစိတ်ချရတယ် စေချရတဲ့အနေထရအောင်လဲတိန်ဝေးကအနေယူခဲ့တာကိုဒါပေမဲ့သူ့နာမည်ကမနိုင်နာမည်ပြည့်စုံကနိုင်နိုင်မော်ဖြစ်ပေမဲ့ယောက်ျားလေးတငယ်ချင်းများလို့သာဘာကြောင့်လဲတော့မသိဘူးမမော်ဟုမတွင်မဲမနိုင်ဟုအမိတွင်မာတော့တယ်သူ့မသားတယောက်သမီးတယောက်ရှိခဲ့ပူပေမဲ့ပထမအိမ်အောင်နဲ့ကွဲပြီးနောက်ထပ်သူ့သားရွယ်ကောင်လေးနဲ့အိမ်အောင်ကြပြီးထက်ကွဲတယ် ဘာကြောင့်ကွဲတယ်ဆိုတာကိုဘသူကမှတိတိပပမသိကြပါဘူး။နှစ်လင်းကွာကောင်မလေးရဲ့အမိဆိုပေမဲ့ဝတ်တဲ့ပြင်တဲ့ထိမ့်သိမ့်တဲ့တော့သူမရဲ့ခန္ဓာကိုယ်ကောက်ချောင်းတွေကအသက်40ကျော်ဆိုပေမဲ့လည်းဖွံ့ဖြိုးတိုးတက်မှုတွေကကြာစင့်မသွားပါဘူး။အလौကံကစက်ယုံတစ်ခုရဲ့ဝါရင်းလေဦးသမားဒီတော့အလौသမားများစွာကိုထိမ့်ချုပ်လာတဲ့သူဆိုတော့မျက်နာကတည်ကြည်လွန်ပါလေ။ တာမန်ယောက်ျားလေးတယောက်အနေနဲ့သူမလမ်းလျှောက်သွားရင်လစ်စဖို့မကြည့်ရဲပါဘူးနောက်တဲ့နေ့တင်းဝင်းတို့ရဲ့အိမ်နီးနန်းချင်းကိုမနိုင်တယောက်ပြောင်းလာပါတော့တယ်အတူချုံပြီးဆိုရရင်တင်းဝင်းတို့မိသားစုနဲ့မနိုင်နဲ့ခင်မင်ရင်းနေလာတယ်တယောက်တွင်းရေးကိုတယောက်ကဖွင့်ပြောလာကြပါတယ်အနေအေးတဲ့တင်းဝင်းနဲ့မိနိုင်ရဲ့ဆက်ဆံရေးကတော့မေထုခေါ်ပြောအဆင့်ထက်ပိုတဲ့အနေထားတစ်ခုကို ရောက်မလာပါဘူး ထူးခြားမှုဆိုလို့တခုသောတကြံကာလမှာမိသားစုတွေရေဘက်ခံထွက်ရင်ဘီယာတူတူတွဲတော်ဖူတာတော့ရှိပါတယ်။ဒါကလည်းတာမန်ဖြစ်ရိုးဖြစ်စဉ်တခုကိုမနိုင်နဲ့ပတ်သက်ပြီးတင်းဝင်းရဲ့ဇနီးကမှတ်ချက်တခုတော့ချဖူးပါတယ်။မနန်ကတနာကြည့်တယ်။ဘေချက်ကိုကြည့်ပြီးတော့အားကောင်းနေဆိုတာကိုတော့တင်းဝင်းကမမီမိမချင်းချင်းတီးတဲ့ကိစ္စကိုပဲစိတ်ထဲမှာတွေးလိုက်ပါတယ်။ဒါပေမဲ့ ယောက်ျားကြီးငါတို့ရွာပြန်အောင်မယ်အမေကသူ့မီးကိုတွေးကျင်လို့တဲ့နင်လိုက်အောင်မလားမလိုက်တော့ဘူးငါလုပ်ဒီကရှိသေးတယ်အေးဒါဆိုငါတို့လိုက်ပူအောင်အေးအေးပူပေးမယ်ပြင်လာမယ့်နေ့ကျရင်ဖုန်းကိုကြိုးစမ်းငါလာကြုံမယ်ကလေးလည်းခယူးဆိုင်အောင်တော့အုံမာကသူ့မီးပါရှိရာကိုဒီလိုပဲပြန်နေကြဆိုတော့တိမ်ဝင်းအတွက်ဘာမှမထူးကြသူတယောက်တည်းလှုပ်သွားတယ်ချက်စားတယ်ဒါပေမဲ့ ဟယ်လိုမောင်လေးလားဖုန်းနံပါတ်ကိုကြည့်တော့မနိုင်ဆိုတာသိနေတော့ပြန်ပြီးတော့ထူလိုက်ပါတယ်မနိုင်က ဖုန်းလာတော့အလုကပြန်ရောက်ပြီး ထမင်းချက်နေတဲ့အချိန်ဘာကိစ္စရှိလို့လဲအခုညီတောင်းကြေရာရှိလို့ပါဘာများလဲအမညာကြရင်အမတငယ်ချင်းနေဘီယာတောက်ပြီးအိမ်မှလာမလို့တဲ့အမတို့ကလည်းမိကလေးတွေကြည့်ပဲဆိုတော့ဘီယာမွေရဲဘူး ဒါကြောင့်မလို့ဘီယာငါးဘူးလာဝယ်ပြီးလာပို့ပေးပါလားအင်ရောက်ရင်ပတ်စံပေးပါမယ်လေလူချင်းကလည်းရင်းနေတယ်အခုညီတောင်းတဲ့ကိစ္စကလည်းဘာမှအပမ်းမကြီးတာမလို့ရပါတယ်ဟုသာ သူကဝန်ခံလိုက်ပါတော့တယ်ဒါနဲ့မောင်လေးအမားတို့ကစိတ်ယုံစင်းမှတောက်မှာဆိုတော့ညာရှင်းနိုင်လောက်မှာဆိုင်ကဝယ်ပြီးလာပို့ပေးနော်ကျိုးဝယ်ထားရင်ဘီယာကအေးအေးပေါ်ရင်ခါပြီးတော့တောက်လို့မကောင်းဘူးသိလားဟုတ်ကဲ့ ဒါဆိုဖုံးချလိုက်တော့မယ်နော်ဟုတ်ကဲ့မဒီညမိုးရွာမလားမသိဘူးအင်ကားထွက်ထွက်ချင်းခက်ပြင်းပြင်းတိုက်လိုက်တော့လေညင်းနဲ့ကောင်းခင်ဘောကအုံဆိုင်မှုကိုကြည့်ပြီးတိမ်ဝင်းတယောက်စိတ်ထဲကတွေးမိလိုက်ပါတယ်ဘီယာချက်ငါးလုံးပေးပြမင်းကလေးတွေတောက်မှာဆိုတော့ဈေးလေးသက်သာအေကူအောင်ရခိုင်နှုံးကလည်းနေတော့ဂျိုဒီယာဘီယာကိုမှားလိုက်ပါတယ် ်ဘီယာချမ်းကကုန်နေတယ်တကုံပဲရှိတယ်တကုံဘီယာရဲ့အနေထားကို မသိတာနဲ့ရှိတာပဲပြပြဆိုပြီးတော့ပြောပြီးယူလာခဲ့ပါတယ်ဘီယာဘူးတွေကအနှဲငယ်ရှိနေပြီးကိုတတိထားမိတယ်မနိုင်တော့အိမ်ရှိရောက်တော့မိကပြက်နေပါပြီမိရင်ကလေးကိုထွန်းထားတာကိုတွေ့ရတယ်မနိုင်ကညဝေအင်ကြီးခရမ်းရောင်ခက်ပြော့ပြော့ကိုဝစ်စင်ထားပါတယ် အလင်းအားနေတဲ့အမောင်တို့နဲ့သူမရဲ့ခနှွဲ့နေထိုင်မှုပုံကတင်းဝင်းရဲ့ရင်ခုန်နှံကို အနှင်းငယ်များမြင်သွားပါလေ။လာလေအိမ်မော်တက်မောင်းလေး။သူ့အိမ်မော်ကိုရောက်တာနဲ့သူမကအိမ်နောက်ဖေးကိုဝင်က စားစရာတွေကို ယူချလာပါတယ်။အမဲသားကျော်ဘေးဦးကျော်ဂစွန်းရွက်ကျော်ရေတံဘူးပစ္စည်းတွေကိုချရင်မောင်းလေးကိုတောင်အားနာလိုက်တာ။ အမတငယ်ချင်းတွေကမလာတော့ဘူးတဲ့ဒါတွေကနှမျောเสียမောင်လေးနဲ့အမပဲတောက်ရအောင်တင်းဝင်းနှုံညင်းဆန်ဖို့စကားလုံးတွေက ထွက်မလာပါဘူးဘာမှဖြစ်တော့ပါဘူးဆိုပြီးတော့စိတ်ကနေတွေးလိုက်ပါတယ်ရုတ်တရက်မိုးကလည်းရွာချလာတော့မိုးတိမ်မှပဲပြန်တော့နော်မနိုင်ကမီးအိမ်ကိုခက်ဝေးဝေးမှပို့လိုက်ပါတယ်အလင်းရောက်က သူတို့နှစ်ယောက်ကြောက်ကို ိုမိုဖြော့တော့သွားပါတယ်ဘသူမှတော့မလာတော့ပါဘူးအပြင်ကားတွေ့မှကြောက်လို့လားဒီဘက်ကမနိုင်ပြောတဲ့ဘက်ကိုတင်းဝင်းကကက်လိုက်ပါတယ်သူတို့နေထိုင်တဲ့နေရာကို အပြင်လိုဝင်လာရင် မတွေ့နိုင်ပေမဲ့သူတို့ကတော့အပြင်ကိုတွေ့ရပါတယ်ကဲတော့မနိုင်ကတင်းဝင်းရှိကိုဘီယာငှဲ့ပြီးတော့ချပေးတယ်လို့သူမခါလည်းတောက်လိုက်ပါတယ်မိန်းကလေးတယောက်ရဲ့ အမောင်ထဲမှာဘီယာတူတူတောက်ရသည်မှာရှိန်နေတော့တေးဝင်မော့ချလိုက်ပါတယ်။အေးများတဲ့ဘီယာကနှလုံးသားထဲကိုစီးဝင်သွားပါတယ်။ဖြည်းဖြည်းတောက်ပါခွ။ညခပို့ပြီးတော့နှက်လာတယ်လို့မိုးကလည်းပို့ပြီးတော့ပြင်းထန်လာပါတယ်။သူတို့တောက်ထားတော့ဘီယာက၃ဘူးရှိပြီ။ဘီယာ၃ဘူးဆိုတာတချို့လူတွေအတွက်ဘလို့နေလဲတော့မသိဘူး။ တောက်ဆမရှိတဲ့တင်ဝင်းကတော့အနှင်းငယ်ရည်ဝေနေပါပြီ။ငါဒီလိုနေတာမိမသိရင်ဘလောက်စိတ်ဆိုးမလဲ။ဆိုပြီးတော့လည်းတွေးလိုက်မိပါတယ်။အဲ့ဒီပူလောင်တဲ့အတွေးကိုဖျောက်ဖျက်ဖို့ဘီယာတငုံကိုမော့လိုက်ပါတယ်။သူကခွက်မကြမနိုင်ကမဲကြောကို သူ့ပဆက်တဲ့လှန့်ခွန်လိုက်တယ်။မာခမူးလာရင်သွေးဆိုးတယ်မောင်။မနိုင်ရဲ့ပြောင်းလဲသွားတော့အခေါ်အဝေါ်နဲ့ ထူးခြားသောအမှုရာတွေကို တွေ့တော့ငါမားနေပြီလားဟု သူ့ဘာသာသူတွေးမိပါတယ်။မုခပိုနေနေတော့အားနေတဲ့မိကြောင်ကယေစုမတ်ရောက်နေပါပြီ။မောင်ခဏလေးကျင်နေ။ဆိုပြီးတော့သူ့ရဲ့ရင်ခွင်ထဲကိုမနိုင်ကတိုးဝင်လာပါတယ်။သူ့လုံးဝမထင်မှတ်ထားတဲ့အနေအထားတစ်ခုကိုဖြစ်ပေမဲ့ရုန်းကန်ဖို့မကြိုးစားပဲအလိုက်တင်ဖက်ပေးလိုက်ပါတယ်။မူးသွားပြီကွာ။ သူမခပြောလိုက်ပေမဲ့တိမ်ဝင်းကတော့လုံးဝအမူးပြေသွားပါတယ်။သူသွေးသားထဲမှာအဲကိုဟောတက်တွေပျော်ထွက်သွားပြီးပြင်းထန်တဲ့ရမတ်တွေကအလင်းအမြန်စီးမျောလို့ဒီတော့မနိုင်ရဲ့လက်တွေကတိမ်ဝင်းရဲ့ခန္ဓာကိုယ်အနံ့အပြားလှုပ်ရှားတယ်လို့သူ့လက်တွေကလည်းမနိုင်ကိုဘောကိုတဖြည်းဖြည်းလှုပ်ရှားလာပါတယ်။နောက်ဆုံးမှာတော့မနိုင်ရဲ့နှကန်းကသူ့နှကန်းနဲ့ အရိညာကအမောင်ထုခပို့ပြီးနတ်မောင်သွားသည်ဟုထင်မှတ်တင်ရဲ့ချိန်မှာတော့သူတို့နှစ်ယောက်စလုံးရဲ့ကုကျင်တရားတွေရွာချလိုက်တဲ့မိုးဆက်တွေကြာလွန့်ပြေလိုက်ပါတော့တယ်။ညာခမိုးကြောင့်ကြေတီရောက်မလာခဲ့ဘူး။ငါမသွားပြီ။ဒီစကားကိုအချိန်မောင်းများစွာတိမ်ဝင်းတယောက်ရေရွတ်နေမိတယ်။အဲ့ဒီညာခဖြစ်စဉ်ကိုလည်းအဆမအဆုံးတိုင်အောင် သူခဏခဏတွေးမိပါတယ်။ တွေးလိုက်တဲ့အခါတိုင်းသူ့နှုတ်ကမွန်းချက်လုံးနာမလုတော့ဘူးကြာရင်ငါမိသားစုကပါလေးပြတ်တော့မယ်သူ့ဘာသာသူစိတ်ကူးထားပေမဲ့သူ့စိတ်ကူးက24နာရီထက်ပိုပြီးတော့မခံခဲ့ပါမောင်လာခေအောင်လေဆိုတဲ့မန်းနိုင်ရဲ့စကားတွေကြားမှာ နောက်ထပ်တစ်ချိန်ထပ်ပြီးတော့မှားပြန်ပါတယ်မန်းနိုင်ရဲ့နှခမ်းကြားမှာ သူ့ပြုံမွေ့သလားမွန်းချက်သလားဆိုတာကလည်းမဝေခွဲတတ်ပါ မိမိမပြန်လာရင် အရင်ပုံစံတိုင်းနေဟမ်မပြက်စီနေအချီနေပြီးရင်မားနဲ့တွေးကြမယ်နော်ဆိုတဲ့မန်းနိုင်ရဲ့စကားကိုကြားလေကြားရကိုတိုင်လည်းကြုံတွေ့ခဲ့ရတဲ့အခါမှာတော့မန်းနိုင်က တနာအားကြီးတယ်ဆိုတော့စကားကိုပြန်ပြီးတော့အမတ်ထင်လိုက်ပါတော့တယ်အုံမကိုသွားကြတဲ့နေ့ကတိမ်ဝင်းတယောက်စိတ်ထဲမှာကနာမငြိမ်လာပါဘူးဇနီးဖြစ်သူရဲ့ သူ့အပေါ်သစ္စာရှိမှုတွေကိုတွေးလိုက်တိုင်းအယူတယောက်လိုအော်ဟစ်နေမိခြင်းနဲ့တည်ငြိမ်တဲ့မိသားစုဘွားလေးကိုကြည့်ပြီးတခါတလေကြရင် အမှန်တရားဆိုတာလေးဝက်ထားမှပို့ပြီးတော့မှန်ကန်ပြီးတော့အကျိုးရှိတဲ့သည်ဟုတွေးမိပါတယ်မနိုင်ကားတော့ပုံမပြန်ကောင်းမားကကိုယ့်အမအတွက်လက်ဆောင်တော့မှပါမလာဘူးဆုပ်ပြီးတော့တော့မှပြောထွက်သေးတယ်မန်ကြီးတကာတိမ်ဝင် မနိုင်တဲ့မျိုးလုံးချင်းမဆုံးရဲ့ဒီထက်ဆိုတာကအုံမအိမ်မမရှိရင်ပုံဆက်နော်ဆိုတဲ့စကားကိုမကြာခဏပြောတော့သူစဉ်းစားရပြီငါဒီမှာဆက်ပြီးတော့မနေသင့်တော့ဘူးဆိုပြီးတော့အဖေကအရဲဒေတာတခုကိုပြေးပြီးတော့မြင်လိုက်ပါတော့တယ်ဒီတော့အခါမှာတော့ဇနီးဖြစ်သူကိုစီးပွားရေးကိုအကြောင်းပြပြီးတိတ်တဆိတ်အဲ့ဒီရက်ွက်တဲကပြောင်းလာခဲ့တယ် ကိုင်းနေကြဖုံးကိုစံပြဲပြီးတော့ရောင်းလိုက်ပါတော့တယ်။ထက်တွေ့ရင်ထက်မားကြအောင်မယ်။တိန်ဝင်းတို့မိသားစုပတ်ဝန်းကျင်အသင်းမှာအခုဆိုရင်အသားကျနေခဲ့ပါပြီ။အရာရာဟာပြောင်းလဲခဲ့ပြီဆိုလို့လေတိန်ဝင်းကထင်ထားပါတယ်။ဒီညမိုးရွာမယ်ထင်တယ်။ဇနီးဖြစ်သူကတော့သူတခုခုကိုအမက်ရသွားပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ဇလန်းလေးကတော့ဒီနေရာမှာတင်ပြီးဆုံးလို့သွားပါပြီ။ ဇလန်လေးကိုအဆုံးထိလိုက်နာဆင်ပေးတဲ့အတွက်အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။